င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်စစ်တလအောက်ခံ MFTP ဘဏ်ကဥဆောင်ညွှန်ကြားရေးမှူးဒေါ်ကေတီနဲ့အပေါင်းပါကံပြီးတွေဟာငွေကျပ်သိန်းပေါင်း၄000ကျော်တန်ဖိုးရှိတဲ့ American ဒေါ်လာတွေကိုခိုးယူလိုက်တဲ့အပေါ်မင်းအွန်လိုင်းကဒေါ်လာငွေတွေပြန်ရဖို့အတွက်ပတ်သက်သူမှန်သမျှကိုဖန်ဆီးခိုင်းနေပြီးပိုင်ဆိုင်မှုတွေပါသိမ်းနေတယ်ဆိုပါတယ်ကချင်ပြည်နယ်မြကြီးနားမြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့ တီယန်ဇွတ်တစ်စခန်းကို KIA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစေကောင်စီဘက်ကအသေးတဲ့သူတွေတော်တော်များတဲ့အပြင်လက်နက် KN တွေလည်းသိမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ဆန္နာသိမ်းမှုကြောင့်ဒိုင်းမီမငြိမ်မသက်ဖြစ်နေတဲ့အချိန်စတဲ့လောက်ခန့် MFTB ဘဏ်ကဥဆောင်ညွှန်ကြားရေးမှု .kt နဲ့အပေါင်းပါကုမ္ပဏီတွေဟာ ငွေကျပ်သိန်းပေါင်း4000ကျော်တန်ဖိုးရှိတဲ့ American Dollar တွေကိုအလွဲသုံးစားလုပ်ပြီးခိုးယူလိုက်တဲ့အပေါ်မင်း online ကဒေါ်လာငွေတွေပြန်ရဖို့အတွက်ပတ်သက်သူမှန်သမျှကိုဖမ်းဆီးခိုင်းနေပြီးပိုင်ဆိုင်မှုတွေပါပိတ်နေတယ်လို့သိရပါတယ်မြန်မာနိုင်ငံကစစ်ကောင်စီလက်အောက်ခံ MFTB ဘဏ်ကဥဆောင်ညွှန်ကြားရေးမှူးဒေါက်ကီတီနဲ့အပေါင်းပါကမ်ပဏီတွေဟာတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာပြည်ပကျွေးမီဆက်ရမယ်ငွေကျပ်သိန်းပေါင်း4000ကျော်တန်ဖိုးရှိတဲ့ American Dollar တွေကိုအလွဲသုံးစားလုပ်ပြီးတော့ခိုးယူခဲ့တယ်လို့သိရပါတယ်အဲ့ဒီအတွက် ဇွန်လ၁၂ရက်နေ့ကပဲအကြံဖတ်စကောက်စီကတူလက်အောက်ခံဖြစ်တဲ့အဲ့ဒီ MFTB ဘဏ်ကဥဆောင်ညွှန်ကြားရေးမှူးဒေါက်ကေတီကိုဖမ်းဆီးလိုက်ပြီးအဲ့ဒီကမှတစ်ဆင်းအလွဲသုံးစားမှုမှာပါဝင်ပတ်သက်တဲ့သူမှန်သမျှကိုပါမဲအောင်လိုင်းကလိုက်လံဖမ်းဆီးခိုင်းနေတဲ့အပြင်အလွဲသုံးစားငွေတွေကိုချင်းငွေအဖြစ်ယူထားတဲ့ကမ်ပဏီ68ခုကိုလည်းဖမ်းဆီးမှုတွေလုပ်ဆောင်နေပြီးမဲအောင်လိုင်းကဒေါ်လာငွေတွေပြန်ရဖို့အတွက်အလွဲသုံးစားလုပ်တဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုပါချိတ်ပိတ်ခိုင်းထားတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ အဂျမ်ပါမင်းအွန်လိုင်းတမိခင်တီရီတမွေရဲ့စီးပွားဘတ်ဝင်းမင်းမောင်ဆိုတဲ့သူစီစဉ်တဲ့ Novotel Hotel ကတကယ်ဆိုရင်အချစ်ပဲလို့တဲ့ဂီတပွဲမှာစာနာရှင်ကိုစန့်ကျင်ခဲ့တဲ့အဆိုတော်တချို့ကပါထဲ့သွင်းလာတယ်လို့အမှုပညာအတိုင်းဝိုင်းကရန်ကုန်ခေတ်တိကိုပြောပါတယ်။လာမယ့်ဩဂုတ်လ10ရက်နေ့မှာအဲ့ဒီဖျော်ဖြေပွဲကိုပြုလုပ်မှာဖြစ်ပြီးဖျော်ဖြေပွဲမှာအချစ်ပဲစာနာရှင်ကိုစန့်ကျင်ရေးလှုပ်ရှားမှုအတွင်ပါဝင်ခဲ့တဲ့သူတွေကိုပါထဲ့သွင်းလာတယ်ဆိုပါတယ်။အဲ့ဒီဖျော်ဖြေပွဲကိုအချစ်ပဲမင်းအွန်လိုင်းရဲ့တမိခင်တီရီတမွေရဲ့စီးပွားဘတ် ဝေမင်းမောင်ဆိုတဲ့သူကစီစဉ်တာဖြစ်ပြီအဲ့ဒီဝေမင်းမောင်ဆိုတဲ့သူနဲ့အချက်ဖက်မင်းအောင်လာရဲ့တမီခင်သီရိတက်မွန်တို့ဟာဟေးပလေးလုံငတ်မှာအစုရှယ်ယာတွေပါဝင်ထားတယ်လို့အဲ့ဒီဟေးပလေးကိုမြန်မာနိုင်ငံ73စီများအတင်းဥက္ကဋ္ဌဝင်းမြင့်ရဲ့တားဖြစ်သူမျက်မျက်တာမွန်စီဆိုင်တွေကိုပိုင်တဲ့ထက်ခိုင်ဝင်းဆိုတဲ့သူကလောက်ကိုင်းနေတာဖြစ်တဲ့ပြင်ကံကောင်းရုပ်ရှင်ကိုထုတ်လုပ်တဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြည်သူတွေကိုလေကြောင်းကနေအကြိမ်ကြိမ်ဘုံကျဲတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာကပြင်းပြင်းထန်ထန်အရေးယူပေးဖို့ MNDAA ကနေဩဂုတ်လ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်စီဟာတိုက်ပွဲတွေရှုံးနေတိုင်းအပြစ်မဲ့ပြည်သူတွေကိုဥတီပြီးတော့ဘုံကျဲတက်ခိုက်နေတဲ့လှုပ်ရက်ဟာ၃နှစ်တာကာလအတွင်းမှာသူတို့ရဲ့မစင်မကျင်လှုပ်လိလှုပ်ထားရှိတဲ့စိတ်ရာဇဝတ်မှုတွေကိုသာတောက်လျှောက်ကျူးလွန်နေတယ်လို့ MNDAA ကပြောဆိုထားပါတယ်။အခုဇူလိုင်လမှာတည်း ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုးနောင်ချိုတိုက်ပွဲတွေမှာအထိနာပြီးတောက်လျှောက်စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲနဲ့မဆိုင်နဲ့လောက်ကင်မြို့နယ်သိန်းနီမြို့တွေကိုအယက်သားပြည်သူတွေပါမချမ်းလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဘာမှမဆိုင်တဲ့ပြည်သူတွေအသက်သေဆုံးရတာတွေစတင်ကြောင်းတွေဆေးရုံတွေဖုန်ကြီးကြောင်းတွေဈေးတွေနဲ့လူနေအိမ်တွေလည်းများစွာပျက်စီးထားရတယ်ဆိုပါတယ်အဲ့ဒီလိုအယက်သားပြည်မတ်တွေကိုပါရည်ရွယ်ချက်ရှိရှိလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးစစ်ရဆွေးမှုတွေနဲ့လူအခွင့်ရေးတွေကိုပျောင်းပျောင်းတင်းတင်းချိုးဖောက်နေတဲ့ ချမ်ပါစစ်ကောင်စီကိုနိုင်ငံတကာအပိုင်းအဝိုင်းအနေနဲ့ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ MNDAA ကနေတိုက်တွန်းတောင်းဆိုထားပါတယ်ခင်ဗျဒီတခါကချင်ပြည်နယ်ဘက်မှာတော့မြန်ကြီးနားမြို့နယ်ကအချမ်ပါစစ်ကောင်စီရဲ့ TN ဇွတ်တက်စကန်ကို KIA ဦးဆောင်ပြီးအရခတ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်အခုလတည့်ရနေ့ကပဲအဲ့ဒီကချင်ပြည်နယ်မှာရှိတဲ့အချမ်ပါစစ်ကောင်စီရဲ့ TN ဇွတ်တက်စကန်ကို GIA ဥဆောင်ပြီးအရကတတော် AA နဲ့ PDF ပူးပေါင်းတက်တွေဟာထိုးစစ်ဆင်တိုက်ခိုက်နေရမှာအော်ဂိုလာနေရနေဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲစကန်တခုလုံးကိုအပိသက်သိမ့်ပိုက်ရရှိသွားပြီဆိုပါလေအဲ့ဒီစကန်သိမ့်တိုက်ပွဲမှာအချမ်းပတ်စစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်စစ်သုံးမန်းလည်းတယောက်မှမကြံမဲ့အကုန်သေကုန်ကြပြီလက်နက်ခဲယမ်းတွေလည်းအမြောက်အများရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါလေလက်ရှိမှာလေ KIA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတက်တွေဟာမိုးမောင်းမြို့နယ်မှာနောက်ဆုံးကျန်နေတဲ့ အချမ်းပတ်စစ်ကောင်စီရဲ့ခမရ၄၃ခုတရင်ဌာနချုပ်ကိုအပြင်းထန်တိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့အဲ့ဒီတက်စကန်ကိုတင်ပိုက်ပြီးရင်တော့မုံမောင်မျိုးနဲ့မစစ်ကောင်စီကင်းစင်သွားမှာဖြစ်တယ်လို့လဲ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုတခါစကန်တိုင်းဘက်မှာတော့ကမ်ဘလူးမြို့နယ်ကပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုံနေတဲ့အချမ်းပတ်စစ်ကောင်စီတက်စစ်ကြောင့်ကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်ခြင်းမို့မှုအတွင်းစေကောင်စီတပ်သား၁၁ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင် ်ပြည်ထောင်ရဲဘော်တို့လည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ကမ်ဘလူမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇူလိုင်လ25ရက်နေ့ကစပြီးကမ်ဘလူမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေဟာညောင်စင်လေးချေရွာကပြူစောထီတွေနဲ့ပေါင်းပြီးတော့တပြေးသားဘိုကုန်းချေရွာတွေအပါဝင်အနီးနားကချေရွာတွေကိုလှည့်ပတ်မိရှုဖျက်ဆီးပြီးပြည်သူနှစ်ဦးကိုလည်းတပ်ဖြတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလို့ ကံဘလူမြို့နယ်အတွင်းခြေရွာတွေကိုမိရှုဖျက်ဆီးနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လင်ရေးတပ်တွေကဇူလိုင်လ30ရက်နေ့အထိလိုက်တံတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သားစုစုပေါင်းစက်တပ်ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီတော်လင်ရေးဘက်ကပီတဲ့ရဲဘော်တို့လည်းတိုက်ပွဲအတွင်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ကံဘလူမြို့နယ်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့ရန်ကုန်နဲ့မန္တလေးမြို့က73စီဆိုင်တွေမှာ ြည်သူတွေဟာစီရဖို့အတွက်ညအိတ်တက်စီဆောင်ဆိုင်ရတဲ့အထိ73စီရရှိမှုအခြေအနေကစိုးဝါနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇူလိုင်လ28ရက်နေ့ကစပြီး73စီပြက်လက်နေတာဟာအောက်လ2ရက်နေ့ဖြစ်တဲ့မနေ့ကအထိရန်ကုန်နဲ့မန္တလေးပါဝင်မြို့ကြီးတွေမှာ73စီရဖို့ပြည်သူတွေဟာညအိတ်တက်စီဆောင်ဆိုင်ပြီးမှဝယ်နေရတဲ့အထိအခြေအနေစိုးနေတယ်လို့ပြည်သူတွေကပြောကြပါတယ်။တချို့အင်စီကားနဲ့တက္ကစီရင်တွေဆိုရင် စီဇန်တွေရှေ့မှာအိမ်မပြန်တော့ပဲညအိတ်တန်းစီစောင့်နေကြတဲ့အခြေအနေလည်းဖြစ်နေကြသလိုစီကလည်းဘယ်အချိန်ရမလဲဆိုတာဆိုင်တွေကလည်းတေချာမပြောနိုင်ကြဘူးလို့ရန်ကုန်မြို့နေတက္ဆီရင်ပေါက်တူကပြောထားပါတယ်စစ်ကောင်စီကတော့ရေကြီးရေရှမ်းမှုတွေကြောင်း73စီတယ်ယူပို့ဆောင်ရေးတွေမှာနှောင်နှေးနေတယ်လို့ပြောထားတဲ့အပြင်စီပြက်လက်မှုလည်းမရှိဘူးဆိုတဲ့အကြောင်းကိုပါထုတ်ပြန်ထားပြီးဘယ်အချိန်73စီလုံလုံလောက်လောက်ရမလဲဆိုတာကိုတော့ပြောဆိုထားခြင်းမရှိဘူးလို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကြောင့်ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ thank you